ားလုံးကိုတခင်ရှင်နာမ၌ယနာရှာပွဲပါအစီအစဉ်ကနေကြိုဆိုပါရစေ။ နောက်ကပတော်ချက်ကအဖိုးတန်တဲ့အရာများကိုဒီကွာရှာပွေဖို့ရန်အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်။ကျမတို့ဒီကာလကတော့ပတ်သက်ခါပွဲတော့ကျင်းပတဲ့ကာလဖြစ်တယ်။ဒီတစ်ခါမှာကျမတို့အတွက်ကတော့ယဉ်ကျေးသူများအတွက်ကတော့ Easter Holiday ကာလဖြစ်တယ် Resurrection Sunday ကို celebrate လုပ်တဲ့ကာလဖြစ်တဲ့အခါမှာပတ်သက်ခါပွဲနဲ့သက်ဆိုင်တဲ့အရာများသခင်ယေရှုခရစ်တော်ရဲ့အသေးခံခြင်းနဲ့သက်ဆိုင်တဲ့အရာများကိုဒီကွာရှာပွေနေတာပဲဖြစ်ပါတယ်။ဆိုတော့လွန်ခဲ့တဲ့ပတ်ကကျမမေးခွန်းမေးထားတဲ့အရာရဲ့ မေခွန်းရဲ့အဖြေကိုလည်းဖြေပေးချင်ပါတယ်မေခွန်းကတော့ good friday မတန်ခင်နေ့ကဘာနေ့ဖြစ်တယ်လဲဆိုရယ်မေခွန်းပဲဖြစ်တယ်ဆိုတော့သူ့ကိုခေါ်ရနာမည်ရှိပါတယ်အဖြေကတော့ Maundy Thursday လို့ခေါ်ပါတယ်။ Maundy ဆိုတဲ့အတိတ်ကပါလဲဆိုတဲ့အခါမှာလက်တင်ကနေဆင်းသက်တဲ့စကားဖြစ်တဲ့တနည်းအားဖြင့် Man the Tomb ဆိုတဲ့အတိတ်တွေလည်းပေါက်ပါတယ်။ဆိုတော့တနည်းအားဖြင့် Man the Tomb ရဲ့အတိတ်ကပါလဲဆိုတဲ့အခါမှာ commitment ဖြစ်တယ်။ အကျွန်မတို့အနေနဲ့ Monday Thursday ကိုဘလို့နားလည်လို့ရလဲဆိုတဲ့အခါမှာနောက်ဆုံးမှကြားချက်နောက်ဆုံးညစာစာချင်းဆိုပြီးမှလည်းကျွန်မတို့အနေနဲ့မြန်မာလူတိတ်ပဲဖွင့်လို့လည်းရပါတယ်ဆိုတော့ကျွန်တော်တို့တဲလွန်စာပေးခဲ့ကြမ်းချက်တွေကိုတင်ဖတ်မယ်ဆိုလို့ရှိရင်တော့တခင်ရှုခွတ်တော်ကသူလက်ဝါးကိုင်းပုံမှာမှတက်ခင်မှာတပည့်တော်များကိုနောက်ဆုံးညစာစာတဲ့အချိန်မှာမှကြားတဲ့အရာကိုတွေ့ရမှာဖြစ်တဲ့ တရားကြောက်ချစ်ဖို့တရားရဲ့ဆေးကိုခံဖို့သူကိုရင်ကမြစ်တာပြခဲ့တယ်သူကိုရင်ကတက်သေးလုခဲ့တာဖြစ်တယ်တပည့်တော်များရဲ့ချီကိုဆေးပေးပြီးတော့မှတက်သေးလုခဲ့တာဖြစ်တယ်လို့เนาะဒါကြောင့်ကျွန်တော်ယုံကြည်သူများဒီလေသခင်ရဲ့နောက်ဆုံးမှန်ကြတဲ့အချင်းချင်းချစ်ဖို့ရည်ကြီးတဲ့အချင်းချင်းခွန်လွတ်ဖို့အချင်းချင်းတရားရဲ့ဆေးကိုတရားခံဖို့ရန်အတွက်တရားရဲ့ခွန်အားနဲ့လှုပ်ဆောင်ဖို့ခွန်အားပေးချင်ပါတယ်ဆိုတော့ ဒီတပတ်ရဲ့အရနာရှာဖွေပါအတွက်ဆင်တင်ပြမယ်လို့ယုံကြည်ပါတယ်ဆိုဒီတပတ်ရဲ့မေခွန်းတွေအားလုံးပဲတူတကွအရနာကိုရှာဖွေကြရအောင်ဟုတ်ပြီဒီပိုင်းမိခွန်းကတော့ Tetelestine ရဲ့အတိတ်တွေကပါလေ Tetelestine ရဲ့အတိတ်တွေကပါလေပြောကြည့်ရအောင် Tetelestine ထထလက်စတိုင်ရဲ့ဒိဗေကပါလဲဆိုတော့တယ်လွန်ဆာတွေကိုပေးခြင်းနဲ့တယ်လွန်ဆာနံပါတ်1ကတော့အဲ့ထထလက်စတိုင်ရဲ့စကလုံးက grip ဘာသာစကားဖြစ်တယ် grip ဘာသာစကားဖြစ်တယ်တယ်လွန်ဆာနံပါတ်2ကတော့ တခိယေရှုခရစ်တော်ကလက်ဝါးကားရင်ပေါ်မှာအဲစကလုံးကိုပြောခဲ့တဲ့စကလုံးဖြစ်တယ်။နော်အဲစကလုံးကိုသူပြောခဲ့တာဖြစ်တယ်။ဆိုတော့ဒါကကျွန်မရဲ့တဲလွန်စများဖြစ်တယ်။ဆိုတော့ဒီတစ်ပတ်မှာတော့ကျွန်မအနေနဲ့အလုံးရဲ့အဖြေကိုလည်းလိုချင်တယ်။တခြားနေ့မှာပဲအလုံးကိုနောက်တစ်ပတ်ထိမဆောင်ခိုင်းတော့ဘူး။ကျွန်မဒီ pass over ကာလမှာတော့ကျွန်မကဒီ pass over question နဲ့ answer တွေကတစ်ခုနဲ့တစ်ခုဆက်ဆက်တယ်ဆိုတာကိုပြောချင်တဲ့အတွက်ကြောင့်မလို့ကျွန်မကမေးခွန်းတွေကိုမေးပြီးတော့မှအဖြေကိုတခြားဗီဒီယိုမှာပြောပြတာဖြစ်တယ်။ဒါမဲ့ဒါကတော့ကျွန်မ တို့ပတ်သက်ခါပေါ်တော့ရဲ့နောက်ဆုံးအာဒီကျမတို့ရဲ့အချင်းပါတဲ့အပတ်ဖြစ်တဲ့ခါမှာတော့ကျမအနေနဲ့အရောက်တိုင်းကိုတခါတည်းမေခွန်းရဲ့အဖြစ်ကိုပေးချင်တယ်ဒါပေမဲ့အရင်ဆုံးမေခွန်းရဲ့အဖြစ်ကိုအရောက်တိုင်းအရင်ဆုံးဖြည့်ဆည်းချင်တယ်ကွန်မန့်ထဲမှာအဖြစ်ကိုဖြည့်ဖို့ရန်အတွက်အချိန်ပေးပါရစေ ဟုတ်ပြီအလုံးရဲ့အချိန်လေးစိတ်သွားပါပြီဆိုတော့ Tetellus တဲ့အဓိပ္ပာယ်ကပါလေဆိုတော့အဓိပ္ပာယ်ကတော့ အမှုပီဘီဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်တယ်။အမှုပီဘီကားတိုင်းပေါ်မှာတခင်ရှုခရော့ကကြီးတဲ့အတန်းနဲ့အမှုပီဘီဆိုမှကြွေးကြော်ခဲ့တာဖြစ်တယ်။အဲ့ဒီအဓိပ္ပာယ်ကပါလဲဆိုတော့အပြစ်ကြွေးကိုဆက်ပေးပြီးပြီးအပြစ်ကြောင့်ဒေချင်းရဲ့စီရင်ချင်းเนาะအပြစ်ကြောင့်မလို့ကားတိုင်းရဲ့ကားတိုင်းပေါ်မှာအသေးခံခြင်းအားဖြင့်အပြစ်ရဲ့အခါကိုပေးပြီးပြီးဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်တယ်။အာမင်တင်းနေကျွန်တော်ကတခင်ရှုခရစ်တော်ရဲ့လဝါကရင်အားဖြင့်လွတ်မြောက်သောသူများဖြစ်တယ်။အာမင်ထာဝရကာလတောင်အသက်ရှင်ဖွယ်သူဖီးယားကကျွန်တော်တို့ရဲ့ ့အသွေးနဲ့အသားနဲ့ရွေးချယ်ခဲ့တာဖြစ်တဲ့အမှုပီးပြီးဆိုတဲ့စကားလုံးကအင်မတန်မှအရေးကြီးတာဖြစ်တယ်။သခင်ယေရှုခရစ်တော်ရဲ့အသေးခံခြင်းနဲ့ရှင်ပြန်ထမခြင်းကကမ္ဘာတမန်ကိုပြောင်းလဲစေုံတမကပဲနဲ့ဒီနေ့ကျွန်တော်ရဲ့တက်တာကိုလည်းပြောင်းလဲခြင်းကိုပေးတာဖြစ်တယ်။လွတ်မြောက်ခြင်းကိုပေးတာဖြစ်တယ်။အာမင်။ဒါကြောင့်ဒီတစ်လအလုံးမှာကျွန်တော်တို့ဒီပတ်သက်ခါပေါ်တော့နဲ့တက်ဆိုင်တဲ့အရာများကိုကျွန်တော်တို့အနေနဲ့စဉ်းစားရင်းနဲ့ယန္တာတွေကိုဒီတစ်ခါရှောက်ဖွေးရင်းနဲ့ဖရားရဲ့မြစ်တာကိုနားလဲစေခြင်းတာဖြစ်တယ်။ဖရားရဲ့မြစ်တာဘလောက်ထိကြီးမားတယ်လဲဆိုရက်ကဒီနေ့မှာလက်ဝါးကားရဲ့ပေါ်မှာသူက ပြခင်တာဖြစ်တယ်။တင်းကိုတိတ်ချစ်တဲ့ဖရားဖြစ်တယ်။တင်းကအဲ့ဖရားရဲ့မြစ်တာကိုပြင်နေတုံးပြလို့ရတယ်။အဲ့ကအဲ့ရကဘာလဲဆိုတဲ့အခါမှာသူပေးတဲ့ကဲတင်ချင်းကိုလက်ခံခြင်းပဲဖြစ်တယ်။တခင်ပေးတဲ့ကဲတင်ချင်းကိုတင်းလက်ခံမယ်ဆိုရှင်တင်းယခုဘဝနောင်ဘဝမှာဖရားကလာတောင်းတင်းစိုးစံရမှာဖြစ်တယ်။အာမင်ဒီနှုတ်ပတ်တော်ရဲ့အားဖြင့်ဖရားရှင်ကကောင်းချီးပေးပါစေ။နောက်တစ်ပတ်ရဲ့ Treasure Hunt Season မှာအရောက်တန်းကိုတွေ့ရှင်ပါရယ်။နောက်တစ်ပတ်မှာတွေ့ကြရအောင်ဖရားရှင်ကောင်းချီးပေးပါစေ။